โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုသင်ပေးချင်တာကကျွန်တော် Facebook ကိုအသုံးပြုခဲ့ချင်ပါကျွန်တော်ဖုန်းကိုအသုံးပြုခဲ့ချင်ပါကျွန်တော် Facebook ထက်မှာကျွန်တော်ဝင်ရှင်တော့ Facebook ဥမာ Facebook ကိုကျွန်တော်ဝင်ရှင်နေဆိုရင်တော့ Facebook ရှာရှာမလို့ပဲနဲ့ကျွန်တော်က Facebook ဆိုရင်တော့ Facebook Open ဆိုရင်တော့သူက Facebook Open ဆိုရင်တော့သူက Facebook Open Automatic လာဖွင့်လာမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်က Messenger ဆိုရင်တော့သူက Messenger ခေါ်လိုက်ရုံနဲ့သူကကျွန်တော်ခေါ်လိုက်ရုံနဲ့သူကရှင်း Messenger ဖွင့်ပေးမှာဖြစ်ပါတယ် ဥမာကျွန်တော် YouTube ဆရာရခဲ့တဲ့ဒီနေရာမှာကျွန်တော် screen ပေါ်မှာဆိုတော့ software အများရှိတယ် software software အများရှိတဲ့အတွက်ကျွန်တော် YouTube မှာတွားရှင်နေဆိုရင်တော့ကျွန်တော် YouTube ကိုချားဆရာမလို့ခဲ့တဲ့ YouTube ဆိုမှပြောင်းလိုက်ရင်လည်းတွား YouTube ဆိုမှတွားချာလိုက်ရုံနဲ့တော့ YouTube ဆွေးမပေါ်လာမှာဖြစ်ပါတယ်။အဲ့မှာလက်တက်ကျွန်တော်ပြပေးမှာဖြစ်ပါတယ်နော်။ Okay ကျွန်တော်အခုစမ်းသမယ်နော်။ Messenger Okay အဲ့မှာတွေ့လာနော်။ ကျွန်တော် messenger ဆိုတာနဲ့တော့ messenger ချစ်ချင်းပေါ်လာရနော်ပြီးအိမ်မှာကျွန်တော်နောက်ထပ်ပြပေးမယ်နော် okay အိမ်မှာကျွန်တော်နောက်ထပ်ပြမယ် i love you ကျလိုက်မှာနော် i love you ဆိုတော့ i love you ရှင်းရပေးတယ်နော် i miss you how are you Youtube Please open Facebook Messenger Facebook Facebook တွေ့လိုက်မှာ Facebook မှာတော့ချက်ချင်း Facebook ဖွင့်လာတယ်နော် Okay ဒီလိုနေလို့ကိုကဒီလိုနေလို့ချင်တယ်ဆိုရင်တော့အဲ့မှာဆိုဝဲဒီဆိုဝဲကိုကျွန်တော် download ဆွဲပြမှာဖြစ်ပါတယ်နော် Okay ဒီဆိုဝဲကိုကျွန်တော် download ရအောင်နော် Okay ခုလုံဗီဒီယိုကိုကျွန်တော်တို့တစ်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော် ကျွန်တော်ဒီလိုလုပ်ဖို့အတွက်ဒီ software ကျွန်တော်လိုအပ်ပါတယ်ဒီ software ကိုကျွန်တော် Play Store မှာ download ပေးလိုက်ပါကျွန်တော်က camera ရိုက်ချင်တယ်ဆိုရင်တော့ camera ဆိုမှကျွန်တော်ပြောပေးလိုက်ပါဒါဆိုတော့တော်ချင်း camera ဖွင့်ပေးမှာဖြစ်ပါတယ်နောက်မှကျွန်တော်က record ဆိုရင် record ကိုစိုက်ကြိုက်နာမြပြောပေးလို့ရပါတယ်ဒုနာလေဒီလောက်တော့သူအကုန်လုံးဖွင့်သူကအကုန်လုံးဒါရိုက်ဖွင့်ပေးမှာဖြစ်ပါတယ်ဒီ software မဆိုသူကကိုပြလိုက်ရုံနဲ့သူကဖွင့်ပေးတာဖြစ်ပါတယ် okay ဒီလိုလုပ်ဖို့ဒီ software ထည့်ဝင်ရအောင်နော် software တစ်ချက်နဲ့ပြလိုက်ပါ ်ဘီနဲ့ကျွန်တော်ဒီနေရာမှာ okay ကိုနှက်ပေးလိုက်ပါဘီဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်အောက်ဆုံးကိုနှက်ပေးလိုက်ပါเนาะအောက်ဆုံးကိုအောက်ဆုံးဘက်ကိုဆွဲတုပ်ပေးလိုက်ပါ okay အောက်ဆုံးမှာဆိုရင်တော့ကျွန်တော်တို့ voice ဆိုမှရှိရနော် voice sense ဆိုရတာကိုတစ်ချက်နဲ့ပြလိုက်ပါအဲ့ညာနော်ဘီနော်ကျွန်တော်အဲ့မှာ voice sense ထပ်ပြီးနဲ့ပြလိုက်ပါ ပြီးတော့ကျွန်တော် okay ထားနေပြလိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်အဲ့မှာ again ဆိုရအောင်တစ်ချက်နဲ့ပြလိုက်ပါညာနော်ပြီးတော့ကျွန်တော် dark ကိုတစ်ချက်နဲ့ပြလိုက်ပါဒီ dark ကိုတစ်ချက်နဲ့ပြလိုက်ပါโอเคပြီးရင်တော့ကျွန်တော်အပေါ်နည်းနည်းဆွဲတင်ပြလိုက်ပါ ပြီးတော့ဒီနေရာမှာအညာလိုနှစ်ပြလိုက်ပါတစ်ချက်တစ်ချက်နော်โอเคလိုတစ်ချက်နှစ်ပြလိုက်ပါပြီးတော့ continue နှစ်ပြလိုက်ပါပြီးတော့အပေါ်ဟာကို which you send the apple ဆိုတာတစ်ချက်နှစ်ပြလိုက်ပါပြီးတော့ proceed တင်ပါပြီးတော့ continue ထပ်နှစ်ပြလိုက်ပါ ပြီးတော့ traffic continue နှိပ်ပိုက်ပါအမနော် continue နော်ပြီးတော့ continue နှိပ်လိုက်ပါပြီးတော့ allow ကိုနှိပ်ပြလိုက်ပါ okay ပြီး continue နှိပ်ပါပြီးတော့ traffic continue နှိပ်ပြလိုက်ပါ continue နှိပ်ပါပြီးတော့ကျွန်တော် finish ဆိုရကိုတစ်ချက်နှိပ်ပြလိုက်ပါ finish ဆိုရကိုတစ်ချက်နှိပ်လိုက်ပါ โอเคဒါဆိုရင်တော့ခုကျွန်တော်စမ်းကြည့်မယ်เนาะကင်မရာโอเคမှာတော့ချစ်ချင်းကင်မရာဖွင့်ပေးတယ်เนาะ Facebook โอเคဒါကကျွန်တော်ကိုယ်ဖုန်းကို control လုပ်တာဖြစ်ပါတယ်ကျွန်တော် YouTube ကိုမလား Messenger ကိုမလား Facebook ကိုမလားကိုစစ်ချက်နာမည်ခေါ်မှာ automatic ဖွင့်နေနေဖြစ်ပါတယ် โอเคအားလုံးစီကြပါစေအားလုံးကြွတင်နေเนาะ